ခဲ့တဲ့ Sironeiro ပေါ်တူဂီစူပါစတာဆီရိုနယ်ဒိုကဟန်ဂရီအသင်းနဲ့တဖက်နဂိုစီတည်ရကြခဲ့တဲ့2026ကပပလာချစ်စစ်ပွဲအပြီးမှာပေးခဲ့မှုတဲ့ဂရီတစ်ခုကိုတည်ခဲ့ရလို့သိရပါဗါဒ်အနာဆာဝါရဲတိုက်စစ်မှုဆီရိုနယ်ဒိုကဟန်ဂရီလက်ရည်စစ်အသင်းခေါင်းဆောင်ဆိုဘိုစလိုင်းနဲ့ဂျာစင်လဲဘိုဂရီပေးခဲ့ပြီးတော့အဲ့ဒီဂရီကိုတည်ခဲ့ရလို့အင်္ဂါနေ့ညကကစားခဲ့တဲ့ပွဲအပြီးမှာလီဗာပူးချက်ပွင့်ကပြောကြားခဲ့ပါဗါဒ် ်ပေါ်တူဂီအသင်းကအောင်တိုဘာလ14ရက်နေ့ကကစားခဲ့တဲ့ချစ်စစ်ပွဲမှာဟန်ဂရီအသင်းကိုအနိုင်ရရင်စောစောဆစ်ဆစ်ကြိုက်ရိုက်ချစ်စစ်ပွဲအောက်မှာဖြစ်ပေမဲ့စူပါဆလိုင်းရဲ့နောက်ကျကိုးကြောင့်ပွဲပြီးမှာတစ်ဖက်နှစ်ကိုစီတည်ရေးကြခဲ့တယ်လို့ညင်နာခဲ့ရပါတယ်ပွဲရလကဆက်ပြစရာဖြစ်ခဲ့ပေမဲ့ပေါ်တူဂီစတာစီရိုနယ်ဒိုကငိုသွင်းနိုင်ခဲ့ပြီးတော့ဘလုံးတမိုင်းတရှာကပပလာချစ်စစ်ပွဲမှာဂိုးသွင်းအများဆုံးအဖြစ်52ဂိုးနဲ့ရပ်တည်နိုင်ခဲ့လို့အမှားရစရာဖြစ်ခဲ့ပါတယ်။အဲ့လိုပဲလီဗာပူးချက်ဝဲဆိုဘိုဆလိုင်းတွေအဲ့ဒီပွဲကအမှားရစရာဖြစ်ခဲ့တာပါ ဆိုဘစလိုင်းကစီရိုနယ်ဒိုဟာသူ့အိုင်တော်ဖြစ်တယ်လို့ဝန်ခံချပြီးတော့2008ခုနှစ်ကစီရိုနယ်ဒိုရဲ့မက်စကော့လက်ကောင်အဖြစ်ဆောင်ရွက်ခဲ့မှုသူလည်းဖြစ်ပါတယ်ဟာဂရီအသင်းဟာစက်တင်ဘာ10ရက်က2026ကမ္ဘာဖလားချင်းစစ်ပွဲအဖြစ်ပေါ်တူဂီအသင်းကိုအိမ်ကွင်းမှာလက်ခံကစားခဲ့ပြီးတော့၃ဂိုး၂ဂိုးနဲ့ရှုံးနေခဲ့ပါတယ်အဲ့ပွဲအပြင်မှာဆိုဘစလိုင်းဟာသူ့လေးစားရတဲ့စီရိုနယ်ဒိုနဲ့ဂျာစီချင်းလဲဖို့ကြိုးစားခဲ့ပေမဲ့လည်းစီရိုနယ်ဒိုကတခြားဟန်ဂရီကစားသမားတအူးနဲ့ဂျာစီချင်းလဲခဲ့တာကြောင့်ဆိုဘစလိုင်းဆန္ဒပြသွားခဲ့ခြင်းတော့မ ရှိပါဘူး။ဒါပေမဲ့စီရိုနေရိုကအောက်တိုဘာ14ရက်နေ့မှာကစားမဲ့ပွဲအပြီးမှာဂျာစီချင်းလဲချမယ်ဆိုပြီးတော့ဆိုဖို့စလိုင်းကိုကတိပေးခဲ့လို့သိရပါတယ်။ဒါကြောင့်အခုပွဲအပြီးမှာစီရိုနေရိုရဲ့ဂျာစီရခဲ့လာလို့ပွဲအပြီးမှာတည်င်းတောက်တည်းရဲ့မွေးမြမ်းမှုကိုဆိုဖို့စလိုင်းကဟုတ်ကဲ့ကျွန်တော်ရခဲ့ပါတယ်လို့ပြန်ဖြေခဲ့ပါတယ်။ပေါ်တူဂီနဲ့ဟန်ဂရီတို့တစ်ဖက်နှစ်ကိုစီတည်ကြရဲ့ပွဲမှာစီရိုနေရိုနဲ့ဆိုဖို့စလိုင်းတို့နှစ်ဦးစလုံးခြေစွမ်းပြခဲ့တာပါ။ ဆီရိုနယ်ဒိုကပေါ်တူဂီအတွက်2ဂိုးစလုံးသွင်းခဲ့ပြီးတော့ဆိုဘိုဆလိုင်းကတော့ဟန်ဂရီအတွက်2ဂိုးသွင်းပြီးတော့2ဂိုးဖန်တီးပေးခဲ့ပါတယ်။